မင်္ဂလာပါရှင်။ Are you International စေယုံကြီးမှာကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့မိဘပြည်သူများအသိရှိလိုတဲ့အသက်ယောဂနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုဆွေးနွေးပြကြပေးသွားမှာဖြစ်ပါရရှင်။ဒါကြောင့်မို့လို့အသက်ယောဂနဲ့ပတ်သက်တဲ့မိကုန်တွေကိုဆွေးနွေးပြကြပေးဖို့အတွက်အသက်ထုကုဆရာဝန်ကြီးတွေ့ဖက်ပါမောက်ခဒေါက်တာမေကြီးကျော်ကိုဖိတ်ခေါ်လာပါရရှင်။ မင်္ဂလာပါမမရှင်မင်္ဂလာပါညီမရေပထမဆုံးအနေနဲ့ပေါ့နော်ယခုလိုမျိုးသမီးတို့ Ayu International စေယုံကြီးမှာလာရောက်ဆွေးနွေးပေးတဲ့အမအကိုကျေးဇူးတင်ရှိပါတယ်ရှင်အမလည်းကျေးဇူးတင်ပါတယ်ဟုတ်ခုဆိုရင်ပေါ့နော်သမီးတို့ Ayu International စေယုံကြီးရဲ့ Facebook page မှာဒီမိဘပြည်သူတွေကနေပြီးတော့အသက်ရောဂါနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေမြင်မြန်ထားတာလေးတွေရှိပါတယ်မမအဲ့ဒီနေရာမှာပထမဆုံးအနေနဲ့အသက်ချောက်ခြင်းနဲ့ပတ်သက်တဲ့ဒီမိကုံးလေးတွေကိုသမီးတို့ဆွေးနွေးပြကြသွားမယ်ပေါ့နော်မမပထမဆုံးမိကုံးလေးရပေါ့နော်အသက်ချောက်ခြင်းရဲ့ရှိပေးလက္ခဏာတွေကဘာတွေလဲဘလို့အကြောင်းအရာတွေကနေအသက်ချောက်ခြင်းဖြစ်စေနိုင်လဲဆို တာလေးလည်းမြင်မြင်ထားပါတယ်မအအသေး6တာရဲ့ရှေ့ပြေးလက္ခဏာတွေကတော့ညီမရဲ့ fatigue ဆိုတဲ့နှုံးလာမယ်လူကပြုတ်ကျင်အန်ကျင်ဖြစ်လာမယ်အစာတောက်တွေပြတ်လာမယ်ပေါ့နော်နည်းနည်းလေးကြာလာရင်အသေး6တဲ့အတွက်ကြောင့်မလို့အသေးရဲ့လုံဆောင်ချက်တွေပျက်စီးသွားတဲ့အတွက်ကြောင့်မလို့လေ မျက်လုံးတွေဝါလာတယ်စီးတွေဝါလာတယ်ပေါ့တချို့ဆိုရင်အဲဘိုက်နာလာတယ်ဒီလိုမျိုးလေးတွေလည်းပြောတယ်နောက်ဘိုက်ထဲမှာရေပြင်းတွေစုလာပြီဆိုရင်အဲဘိုက်ကြီးကယ်လာတယ်ပေါ့နော်အဲ့လိုလက္ခဏာမျိုးလေးတွေတွေ့ရပါတယ်ညီမရဲ့အသေးချောက်တဲ့အကြောင်းရင်းတွေကိုလေ့လာကြည့်လိုက်တဲ့အခါကျတော့လေ အဓိကအသေးချောက်တာကနာတာရှိအသေးယောဂါတွေကြောင့်မလို့ဖြစ်တာဒီမှာရေနာတာရှိအသေးယောဂါတွေဆိုကျမတို့အသေးရောင်သဝါတွေပေါ့နော်အသေးရောင်သဝါ virus တွေကြောင့်မလို့ဖြစ်တယ်အသေးရောင်သဝါ B ပိုးတို့ C ပိုးတို့နော်အဲ့ဒါတွေကြောင့်မလို့ဖြစ်နိုင်တယ်နောက် အရက်တောက်လို့ပေါ့နော်အရက်တောက်တာကအရက်ကိုအလွန်ကျွံပေါ့နော်အကြာကြီးတောက်တယ်ဆိုရင်လည်းအသေး6ယောဂဖြစ်နိုင်ပါတယ်နောက်တစ်မျိုးကတော့အဝလွန်တဲ့လူတွေမှာပေါ့နော်အသေးလေးအောင်နဲ့အသေးလေးအောင်ပြီးတော့နောက်ဆုံးအသေး6တာဖြစ်တယ်ပေါ့နော်အဲ့ဒီ၃ခုကတော့အတွေ့များတဲ့ အသေး6ယောဂါတွေဖြစ်ပါတယ်ညီမရေဟုတ်ကဲ့မအဲ့ဒါဆိုရင်ပေါ့နော်အသေး6ယောဂါမဖြစ်အောင်လို့ဘယ်လိုမျိုးကာကွယ်နေထိုင်ရမလဲပြီးတော့အသေး6နေရလို့ဆိုလို့ရှိရင်ကောဒီလိုမျိုးဆောင်ရံရှောင်ရံနေပေါ့နော်ဘယ်လိုအစားအသောက်တွေနေထိုင်စားသုံးနေလဲဆိုတာလေးလည်းပြောပြပေးပါအောင်မအသေး6ခြင်းမဖြစ်အောင်လေဒီအမပြောခဲ့တယ်ပေါ့နော်အသေးရောက်တော့ဘီးတွေစီတယ်အဲ့ဒါဆိုရင်အသေးရောက်တော့ဘီးကိုဘယ်ချိန်ကုရမလဲပေါ့နော်ကုသင့်တဲ့အချိန်မှာမတို့စောစီးစွာကုမယ်ပေါ့နော်နောက်အသေးရောက်တော့စီပိုးဆိုရင်အသေးမချောက်ခင်က ပေါ့နော်စီပိုးကုတုံတွေရှိတယ်စီပိုးကုတုံတွေကအခုခုခေတ်ခါမှာပေါ့နော်စွမ်းထက်တဲ့စီပိုးကုတုံတွေရှိတဲ့အတွက်ကြောင့်မလို့အဲစီပိုးကိုလည်းစောစောစီစီကုမယ်ဆိုရင်လေအသေးမ၆တောင်းညီမရဲ့နောက်အရက်တောက်လို့အသေး၆တာမဖြစ်အောင်ဆိုရင်လည်းအရက်ကိုလွန်ကျွေးမတောက်တော့ဘူးပေါ့နော်နောက်ဒီအဝလွန်လို့ဖြစ်တဲ့ အသေးချောက်ယောဂါတွေကြာရင်လည်းကျမတို့ကအဝလွန်တာဟို exercise နဲ့ diet နဲ့ပေါ့နော်အဝလွန်တာအတွက်ကျမတို့ weight တွေကြာအောင်လို့ exercise တွေလုပ်မယ်နောက်တစ်ခါအစာအသောက်တွေပေါ့နော်ကစီတက်များတဲ့အစာအသောက်တွေ short စားမယ်နောက် အဝနုံတဲ့လူတွေမှာတွေ့တယ်ပေါ့နော်စီဂျူတို့တွေ့တူတို့ဒါတွေကိုလည်းအဲထိမ့်ချုံနိုင်မယ်ဆိုရင်တော့နိအသေး၆တဲ့အသေး၆ယောဂါကိုကာကွယ်နိုင်မယ်လို့ယူဆတယ်ညီမရေဟုတ်ကဲ့မအဲ့ဒါဆိုရင်ပေါ့နော်ဒါကတော့ကာကွယ်တဲ့နည်းလမ်းတွေပေါ့နော်အကယ်လို့ကိုကမကာကွယ်လိုက်ရဘူးပေါ့နော်အသေး၆ယောဂါလည်းဖြစ်နေပြီဆိုလို့ရှိရင်ဘယ်လိုမျိုးနေထိုင်စားတောက်တင်လဲပြီးတော့ဘယ်လိုမျိုးတွေကိုဟိုဆင်ကျင်တင်လဲဆိုတာလေးလေးပြပြပေးပါအောင်မအဲအဲ့ဒီအပိုင်းမှာကြတော့လေအသေး၆ပြီဆိုရင်ညီမတို့ကနှစ်ပိုင်းပေါ့နော် ဟိုတချို့လူနာတွေကကြအသေးရလုပ်ငန်းဆောင်တာတွေကောင်းသေးတယ်အဲကောင်းသေးတဲ့လူနာတွေကြတော့ဟိုသူက compensated cirrhosis လို့ခေါ်တာပေါ့เนาะအဲ့လိုလူနာတွေကြတော့ကျမတို့ပုံမှန်တန်မှန်လူလို့ပေါ့เนาะနေ့စဉ်အဲပေါ့เนาะအစားအသောက်အာဟာရတွေမိဝဲစားတောက်လို့ရတယ်အဲကျမတို့ balance diet လို့ခေါ်တဲ့ဒီ carbohydrate လို့ခေါ်တဲ့ ဒီကစီဓာတ်တွေရဲ့ပရိုတင်းလို့ခေါ်တဲ့အသားဓာတ်တွေရဲ့နောက်အဆီဓာတ်လို့ခေါ်တဲ့ fat တွေရဲ့နောက်ဗိုက်တာမင်စီမင်နရယ်စီတွေကိုလေတမမျှတစွာစားသုံးမယ်ဆိုရင်အဆင်ပြေပါတယ်ညီမရေအဲ့ဒီကနေအဆင်လွန်သွားပြီးတော့ decompensated cirrhosis ပေါ့နော် decompensated cirrhosis အနေထားမှာဆိုရင်လူနာတွေကအများစုကအသားတွေဝလာတယ်နောက်ရေပြင်းတွေရှိလာတယ်ပေါ့နော်အဲ့ဒါမျိုးဆိုရင်ကျမတို့သက်ဆိုင်ရာအသေးအထုခုဆရာဝန်နဲ့ပြပြီးတော့ဘာတွေလုပ်ရမလဲဆိုသူနဲ့ပတ်သက်လို့ပါ nutrition လို့ခေါ်တယ်ပေါ့နော်အစာအာဟာရတွေပေါ့နော်အသားဓာတ်များများစားသုံးမှုလိုအပ်တဲ့အကြောင်းအဲဒီရည်ပြင်းနေရှိရင်စီးဆီးတွေတောက်သုံးမှုလိုအပ်တဲ့အကြောင်းဟောနောက် diet အနေနဲ့ပေါ့နော်ကျမတို့မြန်မာလူမျိုးတွေကလေဒီအငန်လေးတွေကြိုက်ကြတယ်ပေါ့နော်အဲ့လိုဆိုတော့လေအဲဒီ salty diet တွေကိုအတက်နိုင်ဆုံးရှောင်သင့်တဲ့အကြောင်းဆရာဝန်နဲ့အမြင်ပြတ် ြသခြင်းကြသတင်တဲ့အကြောင်းကိုလေကျမတို့ကတိုက်တွန်းခြင်းပါတယ်ဟုတ်ကဲ့ပါမမအဲ့ဒါဆိုရင်မော်နော်အဲတဲချောက်ရှင်နဲ့ပတ်သက်ပြီးနောက်ထပ်မိကုန်နေတစ်ခုလည်းရှိပါသေးတယ်မမသူကတော့ဘယ်လိုလေးမိထားလဲဆိုတော့ကျမကတော့စီပိုးပြောက်ပြီးတော့တဲချောက်တာ10နင်းလောက်ရှိပါပြီပေါ့နော်အဲ့တော့ဒီအဲချောက်တာနဲ့ပတ်သက်ပြီးတော့တိစံစီလေးများရှိလားပေါ့နော်အဲချောက်တာကဒီစေးထိုးစေးတောက်တာနဲ့ကိုပျောက်ကင်းနိုင်လားဆိုပြီးတော့မိထားတာပါမမဟုတ်ဟောညီမရေဒီလူနာလေးကတော့ အသေးအောင်တော့ဆီပိုးကိုကုပြီးသွားပြီပေါ့နော် ကုပြီးလို့ပျောက်ပြီးသွားပြီလို့ပြောရတယ်ပြောတော့အသေးချောက်တာကတော့ဟောပြန်ပြီးတော့ပြင်လို့မရအမရဲ့အသေးချောက်တယ်အမရွတ်ထင်တယ်ဆိုရင်တော့ကျမတို့ကသူ့ကိုကြံပေးချင်တာလေပုံမှန်ပေါ့နော်ပုံမှန် follow ကပေါ့နော်ပုံမှန်အသေးဆရာဝင်တဲ့၄လတစ်ချိန်လို့မဟုတ်၆လတစ်ချိန်ပြတဲ့နေ ultrasound ပုံမှန်လေးရိုက်တဲ့နေညီမရဲ့နောက်အသေးကင်စာညှုံကိန်းဖြစ်တဲ့သွေးထဲမှာစစ်တဲ့ဟာပေါ့နော် alpha fetoprotein လို့ခေါ်တဲ့ AFP ကို ဟို6လတစ်ချိန်တို့မဟုတ်ဖြစ်နိုင်လဲဆိုရင်6လတစ်ချိန်လောက်ပေါ့နော်ပုံမှန်လေးစစ်ဆေးနေဖို့အကြံပြုပါတယ်ညီမရဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုရင်ပေါ့နော်အသေး6တာကတည်တံ့စိတ်လည်းမရှိဘူးအသေး6ပြီးသွားပြီဆိုရင်တော့ဟိုပြန်တော့ပုံမှန်တိုင်းတော့ပြန်မကောင်းလာနိုင်တော့ဘူးပေါ့နော်မမတပည့်တို့ဒီအသေး6တာကိုပဲဒီအစားအသောက်အနေထိုင်ရနေပြီးတော့ဟိုဒီတက်ပိုမစိုးအောင်ပဲထိမ့်သိမ့်လို့ရမှာပေါ့နော်မမအဲ့လိုမျိုးထိမ့်သိမ့်ရင်တော့ဒီအသေးရဲ့နောက်ဆက်တွဲပြဿနာတွေကိုတော့ကြိုပြီးကောက်ွယ်ပေးတာဖြစ်မှာပေါ့နော်မမအဲ့ဒါလည်းတစ်စိတ်တစ်ပိုင်းတော့မှန်ပါတယ်ညီမရဟုတ်ကဲ့ အသေးချောက်တဲ့လူတွေမှာဒီအမာရွတ်တရားနေပြီးတော့အသေးကင်ဆာပြောင်းနိုင်တယ်ညီမ။အော်။အဲအဲ့လိုဆိုတော့ကင်ဆာပြောင်းနှုန်းကတော့2 to 3%ပါရေးပေါ့နော်။တနည်းကိုကင်ဆာပြောင်းနှုန်းတွေကအလောက်လောက်တော့ရှိတယ်။ဟုတ်။နေရခိုင်နှုံ300ခိုင်နှုံလောက်တော့ရှိတယ်အဲ့လိုဆိုတော့ပုံမှန်လေး check up လုပ်နေပေါ့နော်ဟုတ်ကဲ့ဟုတ်တကယ်လို့အသေးကင်ဆာဖြစ်ခဲ့ရင်တော့မှအသေးကင်ဆာကိုစော့တီစော့ကူပေါ့နော်အဲ့လိုဆိုရင်ကောင်းမွန်တဲ့ result တွေထွက်နိုင်တယ်ဟုတ်ကဲ့အဲ့ဒါကြောင့်မလို့ regular follower ပေါ့နော်ပုံမှန်လေးပြသမှာဆိုတော့အကြောင်းအရာကိုတော့ကျွန်မအကြံပေးချင်တယ်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်မမခုလိုမျိုးပေါ့နော်မင်းမျက်နှာရဲ့ထေရမှာစိတ်ဝင်စားစရာမိကုံးလေးတစ်ခုလည်းတွေ့ထားပါတယ်မမအဲ့ဒါတော့ပေါ့နော်အသေးအားနဲ့လာရင်နဲ့အနံဆိုးရရင် ပြုတ်ဝင်တက်လားဆိုပြီးတော့မေးထားတာမမအဲ့လိုမျိုးပေါ့ရှိတက်တာလားမမအဲဒီလူနာမေးတဲ့မိကုံးကလည်းအသေးရောင်လာကိုပြောတာ ਨੇ တူတယ်ညီမဟုတ်ဟုတ်အသေးရောင်လာရင်တော့ပြုတ်ခြင်းအန်ခြင်းဖြစ်တတ်တယ်အစားတောက်တွေဖြစ်တတ်တယ်ပေါ့နော် နောက်ကြာလာတော့မှမျက်လုံးတွေဝါတယ်အသားတွေဝါတယ်စီးတွေဝါလာတယ်ပေါ့နော်တချို့လူနာတွေကြတော့ဟိုနာဘိုက်နာတယ်ပေါ့နော်ဘိုက်နာဆိုညာဘက်အပေါ်နားလေးမှာပေါ့ဘိုက်ရဲ့ညာဘက်အပေါ်နားလေးမှာနားတယ်ဆိုမှအဲ့လိုလေးတွေသူတို့ပြောကြတယ်ညီမရဲ့ ဲ့လိုဆိုတော့ဒီအသေးရောက်လာအသေးရောက်လာလို့ယူဆတဲ့အတွက်ကြောင့်မလို့အော်ဒီလူနာအတွက်ပေါ့နော်ကျမတို့ကအသေးရောက်တဲ့အကြောင်းရင်းတွေပေါ့နော်ဘာကြောင့်ဖြစ်လဲပေါ့နော်အသေးရောက်တဲ့အကြောင်းရင်းတွေကိုရှားမှာပေါ့ညီမဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုရင်ဟိုဘလိုအကြောင်းအရာတွေကအသေးရောက်ခြင်းကိုဖြစ်စေရလဲဆိုတာလေးတစ်ဆက်တည်းရှင်းပြပေးပါအောင်ဥမ္မာအသေးရောက်တဲ့အကြောင်းရင်းတွေကလေ virus ပိုးတွေကြောင့်မလို့ဖြစ်တယ်ညီမ ဆိုတော့ virus က viral hepatitis လို့ခေါ်တာပေါ့နော် A B C D E ဆိုမှရှိတယ်ဒီမှာရယ်အဲ့ဆိုတော့ viral hepatitis A နဲ့ E ရကြတော့သူကအစာတောက်နဲ့ရေတွေမတန့်ရှင်းလို့ဖြစ်တာပေါ့နော်ဒီ virus ပိုးတွေပါတဲ့အစာတောက်တို့ကိုင်တွဲတဲ့လူတွေကနေတစ်ဆင့်ကူးနိုင်တယ်လို့မတန့်ရှင်းတဲ့ virus ပါတဲ့ရေတွေကိုတောက်သုံးမိရယ်လဲကူးနိုင်တယ်ဒီမှာရယ်အသေးရောင်တော့က B ရို C ရောကြတော့ဒီတွေးရနေတစ်ဆင့်ကူးတယ်ပေါ့နော်အသေးရောင်တော့က B ဆိုရင် ိမ်ဆက်ဆန်းနေကူတယ်မိခင်ကနေကလေးကိုကူးနိုင်တယ်လေအဲ့ဒီခါမှလည်းအသေးရောက်တယ်အသေးရောက်တော့ဒီပိုးကြတော့အသေးရောက်တော့ဘီပိုးဝင်ပြီးသားလူနာတွေမှာလေထပ်ပြီးတော့ဒီပိုးဝင်လဲအသေးရောက်တဲ့တဲ့ညီမအော်ဟုတ်အဲ့ဒါဆိုရင်တော့ဘောနော်ဒီအသေးရောက်ခြင်းကိုဖြစ်စေတဲ့လက္ခဏာတွေအကြောင်းအရာတွေအများကြီးပဲဘောနော်ဟုတ်တယ်ဆို virus virus cause တွေအပြင်နောက်ထပ်ဗားရီရှိသေးလဲဆိုတော့သူကအရက်တောက်တယ်ပုံတော့အရက်လွန်ကျင်းတောက်တဲ့လူတွေမှာလည်းအသေးရောင်တတ်တယ် အဲနောက်အခုအဝလွန်ပေါ့နော်အဝလွန်နေဖြစ်စားနေအဝလွန်နေအသေးစီပုံနေဆိုရင်လည်းအသေးရောင်နေညီမအဲနောက်ထပ်ကျမတို့ပေါ့နော်ဒီဆေးတွေပေါ့နော်တောက်သုံးနေတဲ့ဆေးတွေတချို့ကလည်းအသေးရောင်တက်တယ်အဲဥမာဆိုရင်ကျမတို့ကြိုက်ခဲပျောက်ဆေးတွေနာတာရှည်ပေါ့နော်ရေရှည်တောက်နေတယ်ပေါ့နော်နောက်ပိုးသက်ဆေးတွေပိုးသက်ဆေးကြကြတောက်ရတဲ့အခါမှာလည်းအသေးရောင်နိုင်တယ်အော်ဥပမာဆိုရင်ပေါ့နော် NDTV လို့ခေါ်တဲ့ TV ဈေးတွေပေါ့နော် TV ဈေးတွေကအသေးရောင်ခြင်းကိုဖြစ်စေတဲ့အတွက်ကြောင့်ဆောစော အသေးရောင်တဲ့လက္ခဏာတွေကိုတွေ့တာ ਨੇ ပေါ့နော်စောစောစီစီကုမှုလို့လည်းညီမရဲ့ဟုတ်ကဲ့ဟုတ်အဲနောက်တစ်ချက်ကတော့လေဒီအခုခေတ်စားနေတယ်ပေါ့နော် dietary supplement လို့ herbal လို့နော်အဲဆို herbal ဆိုရင်အစည်းဘဝင်တဲ့အရွက်တွေပေါ့နော်အစည်းဘဝင်တဲ့အရွက်တွေအခောက်တွေ အဲနောက် dietary supplement အဒီကျန်းမာရေးကောင်းအောင်ဆိုပြီးတော့မှာเนาะရှေ့ဆက်စာအနေနဲ့တောက်သုံးကြတဲ့ဈေးတွေတချို့ကလည်းတန်ဈေးလွန်ပြီပေါ့เนาะအလွန်ကျွံတောက်သုံးရင်အသေးရောက်တတ်တယ်ညီမဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုရင်ဒီဟိုအသေးအခုပေါ့เนาะမမပြောလာတဲ့တိုင်းမှာဆိုလို့ရှင်ဒီအသေးရောဂါကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းနေရာဒီအရက်တောက်တာတို့ဒီအဝါလွန်မြစ်အသေးစီဖုံးတာတို့ဆိုတော့ဒါအသေးရောဂါဖြစ်နိုင်ခြင်းအများဆုံးပဲပေါ့เนาะပြီးတော့ဟိုမခုနကပြောတဲ့ dietary supplement ဆိုလို့ရှင်လည်းဒီအခုခေတ်ကတော်တော်များများလေးလဲတောက်လာကြပြီပေါ့เนาะဟိုမဟိုအဲ့လိုမျိုးကြောင့်လည်း သက်ရောက်လာလဲဆိုတော့အဲ့လိုမျိုးဒီတန်စီလွန်ပေးဆိုလိုပဲပေါ့နော်ဒီအခြေအနေတော်တော်ဆိုးဆိုးဝါးဖြစ်ပြီးတော့မှစိတ်ကန်းလာပြရတဲ့လူတွေရောရှိလားမှအဲတွေ့ပါတယ်ညီမရဲ့အဲ့ဒါကြောင့်မလို့ပေါ့နော်ကိုတောက်သုံးတဲ့ဆေးတွေကိုပေါ့နော်ချင့်ချိန်ပြီးတော့ပေါ့နော်ချင့်ချိန်ပြီးတော့တောက်သုံးတဲ့ဆေးတောက်ပြီးရင်လည်းလိုအပ်ရင်ပေါ့နော်လက္ခဏာတွေပြရတယ်ဆိုရင်အသေးနဲ့ပတ်သက်ပြီးတော့အသေးရောင်နေသလားဆိုတော့စစ်ဆေးတဲ့နေညီမဟုတ်ကဲ့ပါဟုတ်ဟုတ်